ကျမရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်အပေါ်တစ္ဆာယုသည်စောင့်သိကြတဲ့ကျမ်းမာရေးဝန်ထမ်းအကောင်များရဲ့ကြကြံခံဂျိုပန်ဆောင်ရွက်ခဲ့မှုကြောင့်နိုင်ငံတော်ရဲ့ကျမ်းမာရေးဆောင်ရှားမှုလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်းကျမ်းမာရေးဝန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။2020ပြည်နှစ်ကိုဗစ် -19 ကဘာကရောဂါကူးစက်ဖြစ်ပွားခဲ့တဲ့အခြေအနေအမျိုးမျိုးတို့ကြောင့်နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍတွင်ရှိတဲ့လူ့ဆွမ်းအရှင်အမြင့်များ ပြုံတည်ကြရတော့လဲအခက်အခဲများကြကားမောင်နှမတို့ကဲ့သို့နိုင်ငံတော်အပေါ်တစ္ဆာယုသေးစောင့်တည်ကြတဲ့ကျမ်းမာရေးဝန်ထမ်းကောင်းများရဲ့ကြက်ကြက်ခံအကျိုးပန်းဆောင်ရွက်ခဲ့မှုကြောင့်နိုင်ငံတော်ရဲ့ကျမ်းမာရေးဆောင်ရှားမှုလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်းကျမ်းမာရေးဝန်ကြီးဌာနပြည်တော်စုဝင်ကြီးပမောက္ခဒေါက်တာတက်ခိုင်ဝင်းကမတ်လ22ရက်ညနေပိုင်းကစေတကတူတေရန်ကုန်ရဲ့မြခင်ပြည်မှာကျင်းပပြုလုပ်တဲ့ကျမ်းမာရေးဝန်ကြီးဌာန ကျမ်းမာရေးလူစွာအရင်အမည်ဦးစီဌာနစေတကတူတရန်ကုန်ရဲ58ကျင်း59ကျင်းနဲ့အကျင်60မြောက်ဝင်းနေတဲ့ပင်ခွန်ပြူညာစာစာပွဲတွင်ပြောကြားကြောင်းသိရပါဗျ။အလာတို့မောင်တို့မေတို့မြို့ဆက်သေးဆရာဝန်များအနေနဲ့နိုင်ငံတော်ရဲ့ကျန်းမာရေးဆောင်ရှားမှုစနစ်ပုံမခိုင်မာတောင်းတင်လာစေရန် ပြည်သူလူထုအတွက်ကျမ်းမာရေးဆောင်ရှားမှုအစဉ်အတန်းကိုရခိုင်ကထက်အစာများစွာတာလုံမြင်မာလာစေရန် မဆုံမနေသောဆွေလုံလာဝရီယာတို့ဖြင့်ဝမ်ဝေကျွမ်းတာဝန်ယူဆောင်ရွက်ပေးကြရန်လည်းပြည်အောင်စုဝင်ကြီးကတိုက်တွန်းပြောကြားကြောင်းသိရပါရရှင်။